ဒီနေ့တသားမိမိလေးတို့ကိုဒက်စီမဲဆိုတဲ့သင်ခန်းစာလေးကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ Okay အဲ့တော့အရင်ဆုံးဒီ channel နဲ့အတူတူ understanding tense understanding tense ဆိုတာဘာလဲဆိုတာလေးကိုဒီ channel နဲ့အတူတူလိုက်ကြည့်ကြရအောင်။ Okay temp ဆိုတာတချို့တို့ကဘာလဲလို့ပြောတာဆိုရင်တော့ temp ဆိုတာကတချို့တို့အာမြန်မာလိုဆိုလို့ရှိရင်တော့ celibates နေရပါတော့เนาะအဲတတော်မိမိတို့ decimal ဆိုတာကို decimal ဆိုတာကတော့တချို့တို့မြန်မာလိုဆိုလို့ရှိရင်တော့ဒသမတဲ့အဲ့တော့ဒသမရဲ့နောက်မှာတချို့တို့ကရှိတဲ့နေရာကိုဘယ်လိုခေါ်လဲဒါဆိုရင်တချို့တို့ဥပမာတချို့တို့အဲဒါတချို့ကဒါမိတို့ကနအုပ်လေးဒါနားလည်အောင်လို့ချိန်ပြလိုက်ပါဘောเนาะဒါလေးကို decimal လို့ခေါ်ရတယ်တချို့တို့ decimal points လို့တစ်ချက်တော့ဖတ်မယ်နော်။ဒါဆို decimal ရဲ့နောက်မှာရှိနေတဲ့နေရာတန်ဖိုးလေးပေါ့နော်။ဒီနေရာလေးကိုတစ်ချက်တော့ဘယ်လိုခေါ်လဲဆိုတာလေးကိုတစ်ချက်က sharing လုပ်ပြီးသွားမှာပါ။အခု okay ဒါဆိုတစ်ချက်နဲ့တူကြည့်ကြည့်ရအောင်။ဒါပါဆိုအခုတစ်ချက်ကဒီမှာ drawing လေးဆွဲပေးထားရပေါ့နော်။ဒါလေးကတစ်ချက်က paper တစ်ခုကိုတစ်ချက်ကဒါ cut လုပ်ထားရပေါ့နော်။ okay တစ်ချက် paper လေးတစ်ခုကို cut ဘယ်နှခုလုပ်ထားလဲဆိုရင်1 2 3 4 5 6 7 8 9 10 โอเคဒါဆိုတီချာအားလုံးလုပ်ထားတာဒီ10ပါဖြစ်မယ်เนาะ10ပါဖြစ်မယ်โอเคဒါဆိုရင်တီချာတို့ကအဲဒီမှာနေရာအပြည့်ပြောမယ်ဆိုလို့ရင်တီချာတို့အဲဒီ total ကြီးစီတီချာတို့က10ဘိုင်းဖြစ်သွားတယ်ပေါ့เนาะဒါဆို10ဘိုင်းမှာတီချာတို့ဒီ10ပုံမှာတီချာတို့ဒီနေရာဒီတစ်ဘိုင်းလေးဒီတီချာတို့ကဘလောက်ဖြစ်သွားမှာလဲဆိုလို့ချင်10ပုံမှာတစ်ပုံဒါဆိုရင်တီချာတို့10ပုံမှာတစ်ပုံဆိုတဲ့နေရာအပိုင်းလေးဖြစ်သွားပါမယ်ဒီ pass လေးဒီเนาะဒါဆို10ပုံမှာတစ်ပုံဆိုပြီးဖြစ်သွားပါမယ် โอเคဒါဆိုရင်အခုဒီချက်ကဒီအပိုင်းလေးကိုဒီချက်လိုဒီဒီပိုင်းမြောင်လေးကိုပြောမယ်ဆိုလို့ရှိရင်ဒါဆိုရင်ဘယ်တော့ဖြစ်သွားမှာလဲဆိုရင်10ပုံမှာ2ပုံအဲဒီလိုဖြစ်သွားမယ်เนาะဒါဆိုဒီချက်ကဒီမှာတော့0လို့စာလိုက်မယ်เนาะ0မှာပေါ့เนาะโอเคကဲဒါဆိုရင်ဒီမှာဆိုရင်ဒီချက်တော့ဒါဆိုရင်ဘယ်နှပိုင်းမြောင်ဖြစ်သွားမှာလဲ10ပုံမှာဒီချက်တော့3ပုံဖြစ်သွားပါမယ်เนาะ10ပုံမှာ3ပုံဖြစ်သွားမယ်เนาะโอเคဒါဆိုရင်ဒီချက်တော့ဘယ်လောက်ဖြစ်သွားမှာလဲ10ပုံမှာ4ပုံမှာ နော်ဆယ်ပုံမှာ၄ပုံဖြစ်သွားမယ်။ Okay ဒါဆိုဒီအပိုင်းလေးနေရာဆိုဘယ်လောက်ဖြစ်သွားမှာလဲ။ဒီကျေတော့ဆယ်ပုံမှာ၅ပုံဖြစ်သွားပါမယ်။ဆယ်ပုံမှာ၅ပုံဖြစ်သွားမယ်။နောက်တစ်ခုဒီကျေတော့ဒီနေရာလေးကိုကြည့်မယ်။ Okay ဒါဆိုရင်ဒီကျေတော့ဆယ်ပုံမှာဘယ်နှပုံများဖြစ်သွားမှာလဲ။၆ပုံများဖြစ်သွားမယ်။နော်။ Okay ဒါဆိုရင်အခုဒီကျေတော့ဒီနေရာမှာဘယ်လောက်ဖြစ်သွားမှာလဲ။ဆယ်ပုံမှာ7ပုံ။ဒါဆိုရင်ဒီကျေတော့ဆယ်ပုံမှာ9ပုံများနေရာဖြစ်သွားမယ်။ဒါဆိုရင်နောက်တစ်ခုကြည့်အောင်။ ဒါဆိုရင်10ပုံမှာ teacher တို့က8ချစ်ပုံမြောက်ဖြစ်သွားမယ်နော်โอเคဒါဆိုရင်အခု theta block ဖြစ်သွားမှာလေ10ပုံမှာ9ပုံမြောက်နေရာလေးဖြစ်သွားပါမယ်โอเคကဲဒါဆို teacher တို့ကအခုဒီနေရာလေးပေါ့ဒါဆိုရင်ဒီနေရာလေးဆိုရင်ဆရာက10ပုံမှာ10ပုံမြောက်ဆိုတဲ့နေရာလေးဖြစ်သွားမယ် ်နော်10ပုံမှာ10ပုံဖြစ်သွားမယ်ဒါဆိုရင်တတတော်မူမီတို့တည်ထားမှာက10ပုံမှာ10ပုံဖြစ်သွားပြီဆိုလို့ရှင်ဒီချေတို့ဒီဒါဒီ one hole လို့မှတ်ပါမယ်ဘာလို့မှတ်မှာလဲဆိုရင် one hole 1နဲ့တူသွားပြီလို့မှတ်ပါမယ်ဒါလည်းလားဒီတိโอเคကဲအခုဒါဆိုရင်ဒီချေတို့အခုဒီချေက1 out of 10ဒီချေတို့တို့ဖတ်မယ်2 out of 10 3 out of 10 4 out of 10 5 out of 10 6 out of 10 7 out of 10 8 out of 10 9 out of 10 10 out of 10ဒီချိန်တော့10 out of 10ဖြစ်သွားပြီဆိုရင် one hole တစ်ခုဖြစ်သွားပါမယ်နော်โอเคဒါဆိုအခုဒီချိန်ကပြောချင်တာကဒီချိန်တို့ဒီလိုမျိုး7ပုံမှ2ပုံချိန်ကြီးရဲ့နေရာလေးကိုဒီချိန်တို့ကဘယ်လိုခေါ်လဲဘယ်လိုဖတ်ရမလဲဟုတ်ပြီဒါဆိုဒီချိန်ကဒီမှာဘားလိုင်းလေးဆွဲပြထားတယ်မြင်းလိုင်းလေးဆွဲပြထားတယ်โอเคအဲ့တော့ဒီနေရာလေးဒီဒီချိန်တို့က7ပုံမှ2ပုံနေရာရှိတဲ့နံပါတ်လေးကိုဒီချိန်တို့က ဒါလေးကိုတကယ်ကခုနပြောလိုက်တဲ့ decimal point လို့ပြောလိုက်တယ်။ဒါဆိုရင် decimal point လေးရဲ့နောက်မှာတကယ်လို့ဒီ7ပုံမှာတပုံနေရာမှာရှိရလို့တသားတော်မိမိတို့ကနားလဲမယ်။ဒါဆိုရင်7ပုံမှာတပုံနေရာမှာရှိတယ်ဆိုရင်တကယ်တို့ကဒီ decimal point ရဲ့တကယ်တို့ဒီနေရာလေးမှာရှိရမယ်။ decimal ရဲ့နောက်ကလေးရမှာတကယ်တို့ကရှိတဲ့နံပါတ်လေး။ဒါဆိုရင်အဲ့ဒီနေရာလေးကိုတကယ်တို့ကဒီ1လေးရဲ့တန်ဖိုးလေးကိုတကယ်တို့ကဘယ်လိုရေးမလဲဆိုလို့ရှိရင် point 1 ဒါဆိုဒီချိန်မှာရှေ့မှာဒီ0ရှိတဲ့အတွက်ကြောင့်မလို့ဒစီမရဲ့ရှေ့မှာဒီချိန်တော့ဟိုးနံပါတ်တွေလာမှာဒါကြောင့်မလို့ရှေ့မှာဒီချိန်တော့နံပါတ်မကြည့်တော့ရတဲ့ကြောင့်မလို့0ကိုခေါ်မယ်0.1 ဒါဆိုရင်တသောက်လိုမြင်ပြီးတော့တည်ထားရမှာက1 out of 10ရဲ့တန်ဖိုးဒီချက်တော့ဒါဒီ fraction နဲ့ပြလိုက်တာဒါဆိုသူ့ကို decimal form နဲ့ပြမယ်ဆိုရင်ဒီချက်တော့က0.1ဆယ်ပုံမှာတပုံရှိရလို့မှတ်မယ်ဒါဆိုဒီချက်တော့ကဒီနေရာလေးကို decimal နောက်မှာရှိနေတဲ့ဒီနေရာလေးကိုဒီချက်တော့က decimal နောက်မှာရှိနေတဲ့ဒီနေရာလေးကိုဒီချက်တော့ကဘာလို့ခေါ်လဲဆိုလို့ရှိရင်သူ့နေရာလေးကို ပြောမယ်ဆိုလို့ရှိရင်ဒီချက်တော့ကသူ့ကို tens နော်ဆယ်လီစိတ်နေရာမြောက်မှာရှိရဲ့ပေါ့နော်ဒါကြောင့်လို့ကြာ understanding tense လို့ကြည့်ကောင်းစင်လေးပေးထားရယ်အဲ့တော့ဆယ်လီစိတ်မြောက်ဆယ်ပုံမှာတပုံနေရာမှာရှိတယ်ဒီလိုလိုနားလည်မယ်နော် okay ဒါဆိုရင်အခုတရားလို့ကြည့်အောင်2 out of 10ဒါဆိုရင်2 out of 10ဆိုတာဒီခြေတို့က decimal နဲ့ပေါ်ပြမယ်ဆိုရင်ဆယ်ပုံမှာဒီခြေတို့ကတပုံနေရာမြောက်မှာရှိနေတာဘယ်နံပါတ်လေးလဲဆိုရင်2ဆိုတဲ့နံပါတ်လေးဒါကြောင့်မလို့2ဆိုရင်ရှေ့က0.2 ဒါဆိုဒီတော့ two out of ten ဘယ်လိုနားလဲမှာလဲကလေးလေးတို့က two out of ten is 0.2 okay ဒါဆိုတသားတော့မပြီးတော့ကဲ3လေးကိုကြည့်ရအောင် three out of ten ဒါဆိုရင် three out of ten ဆိုတာဒီကျတို့က decimal နဲ့ပြောမယ်ဆိုရင်ကျတို့ထန်ဇယ်လီစိတ်နေရာမှာရှိတဲ့เนาะနေရာမှာဒီကျတို့3လေးရှိနေတာဒါကြောင့်မလို့3ဒါဆို decimal နဲ့ပေါ်ပြမှာဖြစ်တဲ့ကြောင့်မလို့ကျတို့က0.3 ဒီလိုခေါ်မယ်နားလေရနော်โอเคဒါဆိုတသားတို့မြင်ပြီးတို့ပြောရမယ်နော်ဒါဆိုဒီကြီးကဆက်ပြောသွားရမယ်ဒါဆို4 out of 10ဆိုရင်ကလေးတို့ကဘယ်လိုနားလဲမှာလဲ0.4 Okay ဒါဆို5 out of 10ဆိုဘယ်လိုနားလဲမှာလဲ0.5 6 out of 10ဆိုရင်ဘယ်လိုနားလဲမှာလဲ0.6 Okay ဒါဆို7 out of 10ဆိုရင်ကလေးလေးတို့ကဘယ်လိုနားလဲမှာလဲ0.7 โอเคဒါဆိုရင် 8-hour time ဆိုဒီချက်တော့ဘယ်လိုနားလဲမှာလဲ8 0.8โอเคဒါဆိုရင်ဒီချက်တော့ 9-hour time ဆိုရင်ဘယ်လိုနားလဲမှာလဲ0.9 okay ဒါဆိုတီချာတို့က10 hour time ဖြစ်သွားတယ်ဆိုတီချာတို့ဘာဖြစ်သွားမှာလဲ1 whole ဖြစ်သွားပါပြီဘာဖြစ်သွားပြီလဲ1 whole 1 whole ဖြစ်သွားပါပြီ1 whole ဆိုလိုတာကတီချာတို့အပြည့်ကင်းဖြစ်သွားတယ်လို့ပြောတာပါဒါလည်းเนาะโอเคဒါဆိုရင်ကလေးလေးတို့ကအခုတီချာက understanding task ဆိုတဲ့နေရာလေးကိုရှင်းပြပေးတာနားလည်မယ်เนาะ one out of 10ဒါဆိုရင်ကျွန်တော်တို့အစဲပုံမှာတပုံနေရာမှာရှိတာကိုတီချာတို့ကဘယ်လိုဖတ်လို့ရလဲဆိုလို့ရှိရင် one task လို့ဖတ်လို့ရပါတယ် 1 tens လို့ဖတ်လို့ရပါတယ်။ဒါဆိုတက်တော့မိမိတို့နားလည်ထားမှာက1 out of 10ဒါဆိုရင်1 ten ဒါဆိုတကယ်လို့1 ten ကိုတကားတော့မိမိတို့ကဘယ်လိုနားလဲရမှာလဲဆိုရင်0.1ဒီလိုပြန်ရေးပေးတယ်ရမယ်ဒါဆိုရင်1 out of 10ကိုတကယ်လို့ကဒီလိုပေးထားတယ်ဒီလိုပေးထားတယ် ဒါဆိုရင်တသားတော့မိမိရာ1 out of 10ဆိုရင်1/10လို့နားလေရမယ်1/10ဆိုရင်0.1လို့နားလေရမယ်0.1ဆိုလို့ပြထားရင်1/10လို့ပြန်ယူကြမယ်1/10လို့ပြထားရင်1 out of 10လို့ပြန်ယူပြကြမယ်ဒါဆိုကလေးလေးလို့နားလေမယ်နော်โอเคဒါဆိုဒီချက်နောက်တစ်ခုဒီမှာဆိုရင်ဥမာထားပါစို့ဒီနေရာမှာ2 out of 10ဒါဆိုရင်ဒီချက်တော့ဘယ်လိုပြောလို့ရလဲ2 tens โอเคဒါဆိုရင်2 tens ဆိုကလေးလေးတော့ဘယ်လိုနားလဲမှာလဲ0.2 နားလည်မယ်နော် okay ဒါဒါဆိုရင်အခု teacher တို့က3 out of 10လို့ပေးထားမယ်ဆိုရင်ကလေးလေးတို့က3 out of 10ဘယ်လိုဖတ်တတ်မှာလဲ3 tens ဒါဆိုကလေးလေးတို့က decimal နဲ့ပြောမယ်ဆိုရင်0.3နားလည်မယ်နော် okay ဒါဆိုနောက်တစ်ခု teacher က okay နောက်တစ်ခု teacher ကဒီနေရာမှာ4 out of 10ဒါဆို4 out of 10ဆိုကလေးတို့ကဘယ်လိုဖတ်မှာလဲ4 tens โอเคဒါဆိုဒက်စီမယ်နဲ့ပြောမယ်ဆိုရင်0.4ဒီလိုနားလိုက်မယ်เนาะโอเคကဲဒါဆိုရင်အခုဒီချက်ကဒီနေရာမှာ5โอเคဒါဆို5 out of 10 5 out of 10ဆိုရင်ဒီချက်တော့ဘယ်လိုဖတ်မှာလဲ5 10ဒါဆိုဒက်စီမယ်နဲ့ပြောမယ်ဆိုရင်ဒီချက်တော့ဘယ်လိုပြောမှာလဲ0.5နားလိုက်မယ်เนาะโอเคဒါဆိုနောက်တစ်ခုကြည့်ရအောင်โอเคဒီချက်ကဒီနေရာမှာ6 out of 10လို့ပေးထားတယ်ဒါဆိုရင်ဒီချက်တော့ဘယ်လိုဖတ်မှာလဲ6 10 ါဆိုဒီချက်တော့ကသူ့ကိုတန်ဖိုးလေးနဲ့တက်စီမဲ့ form နဲ့ရေးမယ်ဆိုရင်0.6 like that ဒါလေးနော် okay ကဲဒါဆိုနောက်တစ်ခုကြည့်မယ်7 out of 10s okay 7 out of 10ဒါဆိုဒီချက်တော့ဒီမှာ7 tens ဒါဆိုတက်စီမဲ့ form နဲ့ရေးမယ်ဆိုရင်0.7ကလေးလေးတို့နားလဲနော် okay နောက်တစ်ခုကြည့်မယ်နောက်တစ်ခုကြည့်မယ်ဒီချေတော့ AR.10 ဒါဆို AR.10 ကိုတဲတော့ဘယ်လိုဖတ်မှာလဲ H10 decimal form နဲ့ရေးမယ်ဆိုဒီချက်တို့ဘယ်လိုဖတ်မှာလဲ0.8ဒါဆိုကလေးလေးတို့နားလိုက်မယ်နော် okay ကဲဒါဆိုဒီချက်ကဒီနေရာမှာ9 out of 10ဒါဆိုကလေးလေးတို့က9 out of 10ကိုဘယ်လိုဖတ်မှာလဲ9 tenth ဒါဆို decimal form နဲ့ဘယ်လိုရေးမှာလဲ0.9 နားလည်မင်းနော် okay ဒါဆို clean လေးတို့ကဒီလိုမျိုးအပြန်အလှန်ပြန်ရေးပေးတဲ့ရမယ်ဒါဆိုရင်9 out of 10ဒါဆို9 test လို့နားလည်ရမယ်9 test လို့ပေးထားရင်0.9ဆိုပြီးတော့ပြန်ရေးပေးတဲ့ရမယ်နော် okay ကဲဒါဒီနေရာမှာတစ်ချက်ကအဲ10 out of 10